မန်ချက်စတာယူနိုက်တက်ပိတ်သက်တွေအတွက်မိကုံးတစ်ခုရှိနေပါပြီ။ဒါကတော့ဒီလိုရုံးခံမှုတွေစနစ်ပြောင်းလဲတွေကြာကနေမန်ယူတကယ်တိုးတက်လာပြီလားဆိုတော့မိကုံးမှာပြီးခဲ့တဲ့ရက်ပိုင်းက၃ဝက်ဆက်တိုက်နိုင်ွယ်ကမန်ယူပိတ်သက်တွေအတွက်နှစ်ပေါင်းများစွာမှတခါကြုံလာတဲ့အကောင်းမြင်စိတ်ကိုပြန်လဲပေးရလိုက်ပါတယ်။ Brighton ကို၄ခု၂ခုနဲ့နိုင်ရရှိခဲ့တဲ့ကွယ်ဟာရလက်တစ်ခုတည်းမဟုတ်ပါဘူး။ဒါဟာ မိဖရူဝင်အမော်ရင်ရဲ့ဒီဗျူဟာတွေဟာအင်္ဂလန်မြေပေါ်မှာအသားကြားစပြုလာပြီဆိုတဲ့သက်သေပြကြပါဒီဗျူမှာမန်ယူရဲ့လက်ရှိ တိုးတက်မှုရဲ့မိဖရပိုင်းဆိုင်ရာ အသေးစိတ်တွေကစားသမားတအူးချင်းပြောင်းလဲလာပုံတွေနောက်ဆုံးစောင့်ကြည့်ရမယ့် Northern Forest အဝေးကွင်းစမ်းသပ်မှုကြီးတီအသေးစိတ်ဆွေးနွေးသွားမှာဖြစ်ပါတယ်အပိုင်းတည်း The Duck Egg နာကျင်စရာအစအမိုးရင်ရဲ့ခန့်ခံရမှုပါ စ်သည့်ရဲ့အစလို့မန်ယူပိတ်သက်တွေမျှော်လင့်ခဲ့ကြပါတယ်။ဒါပေမဲ့အစောပိုင်းကာလတွေမှာသူရင်ဆိုင်ခဲ့ရတာကမျှော်လင့်ချက်အမြင့်ဆုံးဖြစ်ပေမဲ့လက်တွေ့မှာတော့ပြက်စီးများလို့တောင်ဆိုရပါမယ်။အမော်ရီယာ high industry cohesive structure ပြင်းထန်ပြီးစီးလုံးညီညွတ်တဲ့တည်ဆောက်ပုံကိုအားထားတဲ့အနေပြပါ။သူလိုချင်တဲ့အရာက high pressing နဲ့ quick transition ဖြစ်ပါတယ်။ဒါပေမဲ့သူငွေရခဲ့တဲ့ကစားသမားစီမှာ တန်းလက်ထက်ကတားကျနေတဲ့ပုံစံတွေပါအမိုရင်းရဲ့စနစ်မှာဝင်းဘက်တွေဟာတိုက်စစ်ကောခန်းစစ်ပါအဓိကကျတဲ့အင်ဂျင်တွေပါဒါပေမဲ့ရှိပြီးသားကစားသမားတွေရဲ့ကြံ့ခိုင်မှုလေးပဲ ਨੇ ဒီစနစ်ပိုင်းကျွမ်းကျင်မှုကသူစနစ်ရဲ့မြန်မာတဲ့လိုအပ်ချက်တွေကိုချက်ချင်းမပြည့်စုံနိုင်ခဲ့ပါဘူးနောက်တန်းခန်းစစ်လိုင်းရဲ့နေရာယူမှုကလည်းပွဲစဉ်တိုင်းမှာလုံးဝမကန့်ညီခဲ့တာကိုဂိုးပင်းရတဲ့အခိုက်အတန့်တိုင်းမှာတွေ့မြင်ခဲ့ရပါတယ် အစောပိုင်းပွဲတွေမှာကစားသမားတွေဟာအမိုရင်လိုချင်တဲ့နေရာမှာမရှိခဲ့ပါဘူး။ဒါကဘောလုံးဆုံးရှုံးမှုတွေများပြားလာပြီးတော့ကောင်တာအတက်တွေကိုခံရတာပုံများလာစေပါလေ။ဒီလိုလိပြူဟာမကိုင်းညီမှုအကြောင်းရလက်တွေကအလွန်ဆုံးသွားခဲ့ပါလေ။ပြီးခဲ့တဲ့အရာဒီမှာအဆင့်15ဆိုတဲ့အမှတ်တမ်းဟာမန်ယူလိုအသင်းအတွက်တိုင်းတစ်လျှောက်စိုးစုံမှတ်တမ်းများထဲမှာပါဝင်ခဲ့ပါလေ။ အဆင့်၁၄အထိကြာဆင်းခဲ့ရတဲ့အချိန်ကာလများပိသက်တွေအတွက်စိတ်တက်ကြစရာအကောင်းဆုံးအချိန်တွေပါပဲဒီလိုအဆင့်နှိုက်ကြမှုတွေကြာမှာအသင်းတွင်းမှာစိတ်ပြတ်မှုတွေကစားသမားတွေကြာကွဲလွဲမှုတွေရှိနေခဲ့တဲ့ဆိုတဲ့သတင်းတွေဟာလေးထဲမှာပြန့်နှံ့နေခဲ့ပါတယ်အမိုးရင်းကိုခေါ်လာတာကစာဂျင်ရက်ကလီရဲ့ယုံကြည်မှုအောက်မှာဖြစ်ပေမဲ့ ဒီယုံကြည်မှုကိုလက်တွေ့မှာသက်သေပြဖို့လိုအပ်ခဲ့ပါတယ်။အမိုးရင်းဟာသူစနစ်နဲ့ဒါယောင်ကြီးတွေမရှိတဲ့ကစားသမားတွေကိုအငှားချတာဒါမှမဟုတ်အသိနဲ့ဝေးရကိုပို့တာတွေလုပ်ခဲ့ပါတယ်။ Rushpo စံချိုလို့လိုကစားသမားတွေကိုအငှားချပြခဲ့ပြီးတော့သူ့ရဲ့ကစားနည်းစနစ်ကိုဦးစားပေးခဲ့ခြင်းဟာအရေးကြီးတဲ့အစိပ်ပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။သူက United ကိုမြေလံပြောင်းလဲဖို့စတင်နေတာပါ။ဒီလိုရှင်ရင်းစွဲကစားသမားတွေကို အဝေးပို့ပြတာကအသင်းကိုတိုးတောင်းတဲ့ကာလမှာပိုဆိုးသွားစေနိုင်မိမယ်။အနာဂတ်အတွက်ခိုင်မာတဲ့စည်းကမ်းနဲ့အစနစ်ကိုတည်ဆောက်ဖို့လိုအပ်တဲ့နာကျင်စရာလုပ်ရည်တွေဖြစ်ခဲ့ပါလေ။ဒီနာကျင်မှုကနေပဲယခုလိုရလက်ကောင်းတွေပေါ်လာနိုင်ခြင်းဖြစ်ပါလေ။အပိုင်းနဲ့တဲ technical DNA အမိုရင်းရဲ့ပုံစံဟာ sporting CB မှာဘောလုံးထိန်းချုပ်ခြင်းနဲ့ပိုင်ဆိုင်မှု ကွန်ထရိုးဟန်ပိုဇက်ရှင်ကိုအခြေခံခဲ့ပါတယ်။ဒါပေမဲ့အိုးထွက်ဖို့မှာသူချင်းတို့တွင်အတုံးချခဲ့ရတာကတိုင်းရိုက်ကူပြောင်းမှု transition to direness ပါပဲ။ United အသင်းဟာအမြင်ပေါ်တွေကိုအဓိကထားကစားလာပါတယ်။ဒါကိုအထောက်အကူပြုဖို့ကိုသမားရဲ့ long bus ကံချက်တွေပုံများလာတာကိုစင်းစရာတွေရပြတ်တာနေပါတယ်။ဒါ ဝစ်ကောင်တာအတက်အတွက်ရှီလန်းကစားသမားတွေစီကိုဘောလုံးကို တိကျစွာပို့ဆောင်နိုင်ဖို့စနစ်တကျလှုပ်ဆောင်လာတာဖြစ်ပါလေ။မန်ယူနိုက်တက်ရဲ့အတက်ကင်းပုံစံဟာပိုပြီးထက်မြက်လာပြီးတော့အသင်းဟာအခွင့်အရေးရတာနဲ့မိနစ်ပိုင်းအတွင်းမှာပဲတိုက်စစ်ဆင်နိုင်တဲ့ပုံစံကို ပြောင်းလဲလာပါတယ်။အမိုရင်းရဲ့စနစ်ဟာတိုက်စစ်မှုတွေရဲ့ဘောလုံးမပါဘဲရွှေလျားမှုကိုအားကိုးလွန်ပါတယ်။အန်ဘူဘူနဲ့ကူဝါဟာတစ်ဖက်သင်းရဲ့နောက်တန်းကိုအဆက်မပြတ်ဖိအားပေးပါတယ်။ သူတို့ရဲ့ယူလျားမှုကစာနာဘက်တွေကိုခွဲခြားဖို့အတွက်ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ဒီလိုတပတ်နောက်တန်းရဲ့ structure ကိုဖြည့်ဆည်းနိုင်တဲ့မူမှန်တွေကြောင့် Brighton လိုကစားရန်ကြတဲ့အသင်းကိုတော့လေးကိုသွေးယူနိုင်ခဲ့တာဖြစ်ပါတယ်။ Man U ရဲ့ဒီတိုက်စစ်မှုတွေဟာ pressing ကိုစတင်တဲ့မိွားလေးတွေဖြစ်ပါတယ်။သူတို့ရဲ့ BR ပေးမှုကြောင့်ရင်ဆိုင်ရတဲ့အသင်းတွေဟာဘောလုံးကိုနောက်ပြန်ပေးတာဒါမှမဟုတ်အနေရရှိတဲ့ပေးပုံမှုတွေပိုလုံးမိလာပါတယ်။ ကက်စမီရိုဟာအစောပိုင်းမှာ နေရာယူမှုအလွဲမှာ positional error တွေရှိခဲ့ပေမဲ့ယခု Amorin ရဲ့စနစ်တိုင်းသူဟာကာဝယ်ပေးခြင်းနဲ့ဘောလုံးဖြတ်တောက်ခြင်းမှာပိုပြီးတော့တိကျစွာကစားနေရပါပြီ။သူ့ရဲ့တွေ့ကြုံကလည်းဒီစနစ်ကိုပိုပြီးခိုင်မာစေပါတယ်။အရင်ကစားသမားတွေဖြစ်တဲ့ Minuto လိုကစားသမားတွေဟာ ball rate ကိုအဆမတန်ပြင့်တင်လာခဲ့ပြီးတော့သူတို့ဟာတိုက်စစ်ကနေခံစေအထိပြင်းပြစွာပြန်ဆင်းနိုင်တဲ့အတွက် ပွင့်တဲ့အသားစီရရှိလာဖို့ဖွင့်လန်းများလာပါတယ်မန်ချက်စတာယူနိုက်တက်ရဲ့ high pressing ဆက်ဆက် rate နဲ့ပြိုင်ပွဲအသင်းရဲ့ခံစစ်ဆုံးထဲမှာဘောလုံးထိတွေ့မှုတွေကိုကြည့်လိုက်ရင်မန်ယူဟာအရင်ကထက်ဘောလုံးကိုတစ်ဖက်ရဲ့ခံစစ်ဆုံးမှာပြန်လူယူနိုင်လာပြီဆိုတာထင်ရှားပါတယ်ဒါဟာအမော်ရင်အသင်းရဲ့ high industry ပြည်ထောင်တဲ့စူးစမ်းအထောက်အမှုကိုပြသနေတဲ့အကောင်းဆုံးအရာပါပဲ NFT လို့ဤပညာပိုင်းဆိုင်ရာ ပြောင်းလဲတွေနဲ့အချိန်ကောင်းနေချိန်မှာနာမည်ပွဲစဉ်ကသူတို့ရဲ့အစ်စ်မန်နဲ့အစွမ်းလောင်ရည်ကိုစမ်းသပ်မဲ့ပွဲဖြစ်လာမှာပါအပိုင်းတော့ The Secret Desk Forex Challenge ဒီလိုအချိန်ဟောင်းကောင်းနေချိန်မှာနာမည်ပွဲဟာတော့ The Secret Desk ပါပဲလုံးဝမှာတည့်ရက်နေ့ City Ground မှာကစားမယ် Nottingham Forest ပွဲစဉ်ဟာမန်ယူရဲ့တိုးတက်မှုကိုအတည်ပြုဝေးမဲ့ပွဲဖြစ်လာပါလိမ့်မယ် ရှောင်းလိုက်ကြီးရဲ့နောက်မှာ foreign အလွန်မင်းခန်းစစ်ကျင့်တဲ့အသင်းဖြစ်ပြောင်းလဲလာခဲ့ပါတယ်သူတို့ရဲ့မူလကစားရကသွင်းကိုရရှိမှုနေပါပြီနော်သူတို့ရဲ့အဓိကယူရချက်ကခန်းစစ်ကိုခိုင်မာအောင်တိစောက်ပြီးအခွင့်ရေးရရင်ကော်နာတိုက်စစ်ကနေကိုတွင်းယူမှာပါသူတို့ဟာမန်ယူကိုပတ်စင်ဂိမ်းကိုအားကိုးတဲ့အသင်းတွေရဲ့ရတန်ကိုဖြတ်စည်းဖို့ကိုပဲအဓိကထားမှာဖြစ်ပါတယ်ကွင်းထဲမှာ ာယာပိုင်းနဲ့အာပြုကစားပြီးတော့မန်ယူကစားသမားတွေကိုဖိအားပေးပါလိမ့်မယ်။မန်ယူတင်ဟာပို့ပြီးတော့ industry စူးစမ်းထုတ်မှုမြင်မာလာပြီးမယ်။ foreign ဟာလည်းစက်ပြီအလွတ်တဲကံဘောတွေမှာအနေရကြီးပါလိမ့်။ foreign ဟာမန်ယူကိုနောက်ဆုံးနှစ်ကြိမ်ဆက်တိုင်းအင်ကွင်းမှာအနိုင်ယူထားပါလိမ့်။ဒီပွဲစဉ်ဟာလီးပြားနှစ်ယောက်ရဲ့ရည်ပြူဟာတိုက်ပွဲဖြစ်လာပါလိမ့်မယ်။မန်ယူကပွဲစားကလေးက high pressing နဲ့ပြားပေးပြီးတော့ ဖောနက်ကိုသူတို့ရဲ့ကစားကွက်စော်မြအောင်ကြိုးစားပါလိမ့်မယ်။သူတို့ရဲ့လင်မြန်တဲ့တိုက်စစ်စင်ကစားပုံဟာဖောနက်ရဲ့လူဘရော့ကိုဖြိုခွင်းဖို့အကောင်းဆုံးလက်နက်ဖြစ်နိုင်ပါလိမ့်။ဖောနက်ကတော့သူတို့အခွင့်အရေးရဖို့အတွက်မန်ယူရဲ့အမားကိုစောင့်နေပါပါ။ဒီလိုအခြေအနေမျိုးမှာမန်ယူရဲ့ final third decision making တိုက်စစ်ရဲ့နောက်ဆုံးအဆုံးဖြတ်ချက်တွေကတကယ်ကိုအလွန်အရေးကြီးပါလိမ့်မယ်။ ဒီကွယ်ဟာမန်ယူရဲ့တိုးတက်လာမှုကိုဒီပြုပေးမဲ့ကွယ်လားဒါမှမဟုတ်ဒီချိန်ယုံကိုဖြတ်တောက်စေမဲ့စမ်းသပ်မှုလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်အားလုံးကိုခြုံငုံပြီးတုံ့တက်ရရင်နော်မန်ယူတိုးတက်လာပြီလားဆိုရင်အဖြေကတိုးတက်လာနေပါပြီသူတို့ကအမော်ရင်ရဲ့စနစ်တစ်ခုကိုလိုက်နာလာပြီးတော့အရင်ကလိုဒီစနစ်ရှုပ်ထွေးမှုတွေမှာ မကစားတော့ပဲရလက်ကောင်းတွေကိုစတင်ရရှိလာနေပြီဖြစ်ပါတယ် လူနိုဖာနန်ဒက်ရဲ့ဥဆောင်မှုအောင်မှာတိုက်စစ်တွေရဲ့ဂိုးသွင်းနိုင်စွမ်းမြင့်တက်လာတာကွင်းလယ်မှာစူးစမ်းအထောက်အမှုနှုန်းမြင့်တက်လာတာတွေကအပြုတဘောဆောင်တဲ့လက္ခဏာတွေပါအမိုရင်ရဲ့ဤစနစ်တွေဟာအကောင့်တွေပေါ်လာပြီဆိုတာကို၃ခွက်ဆက်နိုင်ွယ်ကသက်သေပြနေပါတယ် Man United 2 Forex 1လောက်ဖြစ်မယ်လို့ခန့်မှန်းပါတယ်ဒီ channel တွေအားလုံးကိုကြည့်ပြီးတဲ့အခါမှာ ပိတ်သက်ကြီးနေနေကောင်ဘလို့ထင်ပါတယ်မန်ယူဒီပွဲကိုအနိုင်ယူပြီးတော့အမော်ရွန်ရဲ့စနစ်ဟာတကယ်အောင်မြင်နေပြီလို့တသက်ပြနိုင်ပါမလားပိတ်သက်ကြီးတို့ရဲ့အမြင်ခံမှန်းချက်နဲ့အထင်မြင်မှုတွေကို အောက်ကကွန်မန့်မှာဆွေးနွေးပေးခဲ့ပါအောင်ဆုံးတိကြည်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်